ပြီးခဲ့တဲ့2024ခုနှစ်မေလကုန်ပိုင်းကစပြီးစစ်တွေမြို့ပြိုင်းဖြူရွာအပအဝင်ကျေတော်ရွှေပြည်သာ အမြင့်ကျွန်းရေချမ်းပြင်တင်မုံတန်ပါတလေနိုင်ရီကန်စားတဲ့ကြေော်ပေါင်း20ကျော်လောက်ကဒေသခံပြည်သူတွေကိုစစ်တပ်ကအတင်းအဓမ္မနှင်ထုတ်ခဲ့ပါတယ်ဒါကြောင့်လက်ရှိစစ်တပ်ထိန်းချုပ်ထားဆဲဖြစ်တဲ့ရခိုင်ပြည်စစ်တွေမျိုးကဘုံတော်ကြီးကျောင်းတွေမှာယာယီနေထိုင်နေကြရပါတယ်။ စစ်တွေမြို့မှာစစ်ပေးဆောင်စခန်း၅၄ခုအိမ်ထောက်စု1120စုလူဦးရေ8039ရောက်ရှိတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်စေကွန်ရှင်ကစစ်တွေမျိုးကစစ်ပေးချောက်တယောက်ချင်းစီကိုတလာမငွေ2000ကျပ်နဲ့ဆန်နူးစီဘူးအလုံး60စီထောက်ပံ့ပေးနေတာပါလို့စစ်ပေးချောက်တွေနဲ့စစ်ပေးချောက်စကန်တောင်ဝန်ခံတွေကပြောပါရီ ဒါပေမဲ့လည်းအဲ့ဒီအထောက်အပံ့ကိုပြီးခဲ့တဲ့အစွန်လအထိပဲရရှိခဲ့ပြီးတော့လက်ရှိအချိန်ထိထောက်ပံ့ကြေးတစုံတရာမရရှိတော့ဘူးလို့ဆိုပါရစေ။တိုက်ပွဲတွေပပက်လေးဝိုင်းနေတဲ့စစ်တေမျိုးမှာအလောက်ကိုင်းရရှိရေးဟာမြို့ခန့်တွေအတွက်တောင်မှမလွေကူတဲ့ကိစ္စပါ။ ဒါကြောင့်စစ်ရှောင်းတွေအနေနဲ့စစ်ကော်မရှင်စီကရှာတဲ့ထောက်ပံ့ငွေ2000နဲ့ပဲဘူဟောကိုမတည်ယုံတမင်ရက်တင်နေကြရပြီအဲ့ဒီအထောင်ပံ့ကိုပုံမဲ့လေးထောက်ပတ်ပေးစင်ခြင်းတယ်လို့စစ်ဘေးရှောင်းတွေနဲ့စစ်ဘေးရှောင်းစခန်းတာဝန်ရှိသူတွေကတောင်းဆိုနေကြပါတယ်အစိုးရကကျွန်တော်တို့ကိုဧပြီမေဇွန်လတွေဆိုပြီး3လစာ6တောင်းပေးခဲ့တာပါအဲ့ဒါပြီးနောက်ပိုင်းအခုထိလုံးဝမရသေးတာပါ ျွန်တော်တို့ကအဲ့ဒါနဲ့ပဲဘဝကိုရည်တည်နေရတာပါငတ်လို့မသေးုံတမဲပါပဲကျွန်တော်တို့စံတဘူးနဲ့ဘလို့မှတောက်မခံနိုင်ကြတော့ပါဘူးအဲ့ဒီစံကိုထမင်းဖြစ်ဖို့အတွက်လောင်စာတွေထင်းနေရှာရတာကလည်းတော်တော်ကိုအခက်အခဲရှိပါတယ်မီးလည်းမရှိဘူးအိပ်ရတာကလည်းတော်တော်ကိုခက်ခဲပါတယ်ဘုံကြီးကျောင်းအောက်ကတမန်တလင်းတွေပေါ်မှာပဲအိပ်ကြရတာပါကလေးတွေဆိုယောဂါဖြစ်ကြတာများပါတယ်ကျွန်တော်တို့တော်တော်ကိုအခက်အခဲဖြစ်နေကြတာပါတလားတစ်ချိန်လောက်ပဲဖြစ်ဖြစ်ဌာနဆိုင်ရာတွေကလာရောက်ကူညီပေးစေကြပါတယ် ဲ့ဒီလိုငမ်းမတည်ယုံတမဲရင်ဆိုင်နေရတဲ့သူတွေလည်းရှိသလိုစစ်တွေကစစ်ဆောင်တွေထဲမှာအာဟာရပြတ်ပြီးတော့တည်ဆုံတော်သူတွေလည်းရှိတယ်လို့စစ်ဆောင်တွေကိုကုညင်ဆောက်ရှောက်ပေးနေသူတယောက်စီကသိရပါဗျ။လုံခြုံရေးအခြေအနေကြောင့်အင်တာဗျူးပြန်မဖြေပေမဲ့စစ်တွေမှာအာဟာရပြတ်လို့တည်ဆုံတဲ့စစ်ဆောင်9ယောက်လောက်သူတွေ့ဖူးတယ်လို့ဆိုပါတယ်။ ကမ္ဘာစာနယ်ဧကအဖွဲ့ WFP နဲ့ ICRC တို့ဟာတခါတလေထောက်ပံ့ပေးတာတွေရှိပေမဲ့လည်းလုံလောက်မှုမရှိဘူးလို့ပြောပါတယ်။အခုလိုကူညီထောက်ပံ့မှုတွေမရှိတာကြောင့်စေဘေးရှောင်တွေဟာစာဝန်တွေပုံမခက်ခဲလာနေတဲ့အပြင်စစ်ကောင်စီရဲ့ကုန်းလန်းရေလဲပိတ်ဆို့ထားတာတွေကြောင့်ကုန်းစည်နှုန်းမြန်မာမှုတန်ကိုပါတပါးလေးခန့်စားနေကြရတာပါ။လက်ရှိမှာဆန်ကျန်တအိတ်ကို အနည်းဆုံး3000ဝန်းကျင်ရှိပြီးစောင်းစီတလီတာကို1000ဝန်းကျင်အထည်စင်းမြင့်တက်နေတာပါ ဒါအပြင်လောင်စာအနေနဲ့တုံရတဲ့ထင်းစည်းအသေးတစည်းကိုလည်း၄000ကျပ်ဝန်းကျင်အထိရှိနေပေမဲ့အဲ့ဒီထင်းစည်းဟာထမင်းတအိုးကျပ်ဖို့လုံလောက်တဲ့ပမာဏမရှိပါဘူးစစ်တပ်ရဲ့အတင်းအဓမ္မနင်းထုံမှုကြောင့်နေရွှန့်ခေါ်လာပြီးစောင်းဝင်းနေရဲ့အကြက်တီးကိုခါးစည်းခံနေကြတဲ့စစ်ပေးဆောင်တယောက်ကတော့အကြက်တီးတွေကြမှာသူ့ရဲ့အိမ်ကိုပြန်နိုင်ဖို့ပဲမျှော်လင့်နေတယ်လို့ဆိုပါတယ်။ဆောင်းပေးဖို့မဟုတ်ရရင်ငါ့ကျော်ရတဲ့ငါ့ကျော်ရမလို့ရင်တော့ခဲခိုင်းတော့ကလုံးဝမရှိမှရှိအဆင်မပြေလဲနေနေရတာပါပဲ။ အလုတ်ကန်တွေကလည်းလုံးဝမရှိပါဘူးအရင်ကဆိုလက်သမားအလုတ်ပြီးတော့မိသားစုအစားဝတ်တွေကိုဖြည့်ရှင်းပေးခဲ့တာပါ အခုကလက်သမားအလုတ်လည်းမရှိတော့ဘူးသားတစ်ယောက်ကိုလည်းအကြောင်းကထွက်ခိုင်းလိုက်ရတယ်ကျွန်တော်တို့ကလည်းအသက်တွေကြီးလာပါပြီပတ်စံတွေလည်းမရှိအိုးနဲ့အိမ်နဲ့နေနေရတာလည်းမဟုတ်ចောင်းထားဖို့လည်းမတတ်နိုင်တော့ဘူးဌာနဆိုင်ရာတွေကပေးတဲ့ငွေကလည်းတစ်လနဲ့တစ်လလိုက်လို့ကိုမမီဘူးစားဝတ်တွေကတော့အခက်အခဲအများကြီးရှိပါတယ်ချင်းငါပြီးစားတော့နေရပါတယ် ကျွန်တော်တို့ကတော့ကိုယ့်အိမ်ကိုယ့်ရွာပဲပြန်နိုင်ဖို့မျှော်လင့်နေတာပါကိုယ့်ရဲ့ကိုယ့်ရွာမှာပဲလောက်ကင်စားတော့လို့နေကျင်တယ်မခိုင်မှာအာရခတက်တော်အေးကမြို့သိမ်းတိုက်ပွဲဆွနေချိန်ကစပြီးစစ်တွေဒေတာခန့်တွေဟာတိုက်ပွဲဖြစ်မှာကိုစိုးရင်ပြီးတော့အများစုဟာပြည်မဘက်နဲ့အေးထိန်းချုပ်ထားတဲ့မြို့နယ်တွေစီတင်းရှောင်နေကြပြီးအခြေခံလက်လုံလက်စားသမားတွေနဲ့တင်းရှောင်ပုံခွင့်ချင်းမတန်ထားတဲ့သူအနည်းငယ်လောက်ပဲစစ်တွေမြို့တွေရှိနေကြတာပါ။ ဒါကြောင့်လက်ရှိမှာနေရဆုံခေါ်ပြီးတော့ဘုန်းတော်ကြီးကျောင်းတွေမှာစစ်ပေးရှောင်နေရတဲ့စစ်ပေးရှောင်တွေအပအဝင်စစ်တွေဒေတာခန့်တွေဟာလည်းလူသားချင်းစာနာမှုအကူအညီတွေရရှိနိုင်ဖို့အရေးတကြီးလိုအပ်နေပါတယ်။ကျမကေခိုင်ပါ